ကဲတနေ့နေ့သားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာဥစွာပရမအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကဒီကနေ့ထောပနာဖြူဆူတောင်းမြေတာပို့တာလိုက်ပါတယ်ခင်ဗျာတနေ့နေ့သားသမီးမိတ်ဆွေတွေဒီ2025ခုနှစ်ဆက်ချောက်ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာအတော်အတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုစိတ်မွန်းကြက်နေရမျိုးတွေဖြစ်နေတဲ့လက်ရှိမှာကိုဖြစ်ရှင်တဲ့အရာနဲ့ ဖြစ်နေတဲ့အရာဟာကိုကိုကိုကန်ဆိုးလာပြီကန်ညံ့လာပြီဒီအဆိုးတွေကနေပြီးတော့ဘယ်ရှင်ပြောင်းလဲဒီကာလကနေပြီးတော့ဘလို့ရုံးကန်ထွက်ရမလဲဆိုပြီးတော့စိတ်ညစ်ညူးနေတာမျိုးညီးညူနေတော့ကာလဖြစ်တာမျိုးမိတ်ဆွေတို့အနေနဲ့ငါကဒီထပ်ပို့ပြီးတော့လုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးတွေငါဒီအရာကြီးကိုရုံးထွက်ပြေးထွက်ပြစ်ရှင်တာမျိုးတွေလုတ်ပြရှင်တာမျိုးတွေစိတ်ထဲမှာဖြစ်နေတယ်ဒါပေမဲ့လက်ရှိမှာ ကိုကိုကိုကွန်ဖီဒန့်ကျနေတာမျိုးစိတ်အနှင်းငယ်လေးပန်းနေတာမျိုးစိတ်ပန်းလူပန်းဖြစ်နေရတာမျိုးကြီးကြုံရတတ်တယ်။ဂျမ်းမာရင်နဲ့ပတ်သက်လာတဲ့အခါတနေ့ကလေးသားသမီးမိတ်ဆွေတွေကဒီရပတ်တာအတော့တင်မှာဆိုရင်ဂျမ်းမာရင်နဲ့ပတ်သက်ရင်နှလုံးနဲ့ပတ်သက်တာမျိုး မောတာမျိုးအသက်ရှူကျတာမျိုးလေးတွေဖြစ်ရတတ်တယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အဲအတက်ပညာတွေမကောင်းတဲ့ပညာရဲ့အတိုက်အခိုက်တွေနဲ့ပတ်သက်ပြီးတော့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့တနေ့ကလေးသားသမီးမိတ်ဆွေတွေဟာဂျမ်းမာရင်နဲ့ပတ်သက်ရင်မကောင်းတဲ့အိမ်မက်တွေအဆိုးညံ့တွေမှတ်တဲ့အခါနိစ္စရအတိုက်အခိုက်တွေကိုတတိပြုဆင်ကျင်ပြီးတော့ဘာသာတရားပုံမှုလောက်ဆောင်ပြီးဖို့လ ူရတော့ကာလာဖြစ်ပါတယ်ခင်ဗျာအလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်ရင်ဒီဘက်ကန်ဆိုးနေတယ်ဂျိုညံ့နေတယ်ဂျိုဆိုးတွေကိုဝင်လာမာတွေရောက်ရှိနေတာမျိုးဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေတနေ့ဝင်သားသေးသမီးတွေဟာအလုတ်ကိုင်းနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်တိုးချဲ့လှုပ်ဆောင်ခြင်းထက် ရှိနေတဲ့နေရာမှာအကောင်းမွန်ဆုံးဖြစ်အောင်ကြိုးစားဖို့လိုအပ်တယ်ဒီလိုကံမျိုးကြတဲ့အခါဆရာမိတ်ဆွေတွေကိုဆရာတို့တော်တော်အများစုကိုခေါ်ကြတယ်ဒီကံမျိုးကအတိုက်အခိုက်တွေမကောင်းတဲ့အတတ်ပညာတွေစုံအတတ်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံရနိုင်တယ်သတိပြုရလိုအပ်တယ်ဆိုတော့ကံမျိုးဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုအတတ်နိုင်ဆုံးလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့မကောင်းတဲ့ရာတွေလူသေးတာတွေအာနမိတ်ဆောင်တဲ့အိမ်မက်မျိုးတွေမှန်ရင်တော့အတိုက်အခိုက်တွေကြုံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့နိစ္စရာအတိုက်အခိုက်တွေကိုစစ်ဆေးချပွေပါလူမှမရှိရင်တော့အိမ်အတွင်းမှာဝိုင်းအတွင်းမှာလုပ်ငန်း ်းတွေမှာမနာလိုပြန်ဆိုင်နေများနေတယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့အမျိုးသမီးတဦးတယောက်နာအကူအညီရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ကိုယ်အမိခံပြီးလှုပ်ဆောင်နေရဆိုရင်တော့တဦးတယောက်ရဲ့အမိခံတာမျိုးမိမိရဲ့အမေတို့မို့အမတို့မို့မိမိရဲ့ဇနီးမယားအဆက်ရှိတဲ့အမျိုးသမီးတဦးတယောက်ရဲ့အမိကိုခံပြီးတော့ဥဆောင်လုပ်ခိုင်းလိုက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေပါတယ်အလုပ်ကံရတို့ ကျင်းသေးပါတယ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေနဲ့ဒီကာလတော်တွင်မှာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတိုးရှဲဖို့ဒီအပတ်တာတော်တွင်မှာအားနည်းပါတယ်အဲကံရဲ့အလှည့်အပြောင်းလေးတွေပေါ်လာတတ်တဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာလုပ်ငန်းအသစ်အလုပ်အသစ်စတင်လှုပ်ရှင်းတာချိနေတဲ့နေရာမှာအထက်နိုင်ဆုံးဒီအပတ်တာတော်တွင်မှာငင်းငင်းကလေးနေရာကပုံမှုပြီးတော့မိတ်ဆွေတို့ရဲ့ကံကိုအားသာပြီးတော့ကောင်းမွန်မဲ့အပတ်တာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အရင်ကြီးတိုးရှဲလှုပ်တာမျိုးကြွေတဲ့ကြက်တကုံလှုပ်တာမျိုးတွေပုံရင်းပြီးတော့လှုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ဆရာမိတ်ဆွေတနင်္ဂနွေသားသမီးတွေကဒီတစ်ပတ်တာဟာခရီး ူးဆိုင်တတိတာစင်ကြရမယ်ကာလဖြစ်ပါတယ်။ယာရုလုပ်ငန်းယာရုတိုးလာမျိုးယာရုတက်တာမျိုးတွေကြုံကားတက်တယ်လို့မိတ်ဆွေတို့အနေနဲ့ယာရုတက်ရှင်းနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲအပြောင်းရွှေ့တွေလုပ်လို့ရပါတယ်။ OA ရှမ်မီနဲ့ပတ်သက်ပြီးတော့ပြောင်းလာတွေရွှေ့လာတွေကောင်းပါတယ်။အမှုကိစ္စအမွေကိစ္စတွေပြီးပြတ်အောင်မြင်အောင်ဆွမ်းဆောင်နိုင်မယ့်အပတ်တာကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းအသစ်လှုပ်ရှင်းတာလုပ်ငန်းအဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးရှိနေတဲ့ကာလအတွင်းမှာအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်တာဟာပုံမှုပြီးတော့အသာကောင်းမှုပါတယ်။ဘာသာရေးနဲ့ပတ်သက်သောလုပ်ငန်းတွေပ ညာရေးနဲ့ပတ်သက်သောလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေစေတနာနဲ့ပတ်သက်သောလုပ်ငန်းတွေလူမှုအကျိုးပြုစေတဲ့ပရဟိတအဆရှိတဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေပို့ပြီးတော့သူများအကျိုးလဲအောင်ကိုယ်အကျိုးလဲအောင်ဆိုတဲ့လုပ်ငန်းတွေကိုပို့မှုပြီးတော့လှုပ်ဆောင်တင်ပြီးတဲ့အခါဗဇက်ကဖရလက်ကတိုင်ရလက်ကကာယလုပ်နေတဲ့မိတ်ဆွေတနင်္ဂနွေတာသမီးတွေဒီအပတ်ဟာသတိထားဆင်ရမယ့်ကာလပိုက်ရှားဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပါဇက်ကနေပြီးတော့အာနမိတ်ဆောင်တာတွေမကောင်းတဲ့အတက်ပင်းအများကြီးမကောင်းတဲ့အရာတွေစိတ်ညစ်လိုက်တာမျိုးတွေအာစိတ်တက်ကြလိုက်တာတွေဒီတော့အဆရှိတဲ့မကောင်းတဲ့အာနမိတ်တွေဆောင်ပြီးပြောဆိုရတဲ့အခါတတိထားဆင်ရင်ပြန်လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ ယင်နဲ့ပတ်သက်တာမျိုးတွေစက်ပစ္စည်းနဲ့ပတ်သက်တာတွေဝင်လာတတ်ပါတယ်ဖုန်းတို့ဆိုင်ကယ်တို့စက်ပစ္စည်းတို့ယင်တို့အစ်စ်ဝင်လာတာမျိုးတွေရရှိတာမျိုးတွေကြုံရတတ်တယ်အလူမင်္ဂလာဆောင်ဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မထင်မှတ်ပဲမျက်နှာပွင့်လန်းခြင်းမျိုးတွေရရှိတတ်သောအပတ်တာကာလအပိုင်းရှားဖြစ်သောကာလဖြစ်ပါတယ်ခင်ဗျာအလौရှာနေသောမိတ်ဆွေများအဖို့အလौရကျင်တပဆိုရင်တော့မိတ်ဆွေအနေနဲ့ဖုန်းကြီးကြောင်းမှလက်ချီရလို့ကျတို့ယဟန်တန်ကတပါပါကိုမိတ်ဆွေတို့အနေနဲ့တော့တခုခုပေါ့နော်အလौရစီဖို့အတွက်ရည်ရွယ်ပြီးတော့တခုခုပေါ့မိမိတတ်နိုင်တဲ့အရာလေးတွေလှူဒန်းပြီးတော့စုတောင်းပြီးတော့အလौသွားလျှောက်ပါ တယ်အလုပ်ရမယ်ကာလအပိုင်းစားဖြစ်တယ်အရှိလူငယ်တွေအရှိနဲ့ပတ်သက်လာတဲ့အခါမှာတော့ မြန်ပါလေအရှိန်နဲ့ပတ်သက်လာရင်အတွေးလွန်နေတာမျိုးကိုယ့်ရဲ့ရှစ်သူကြီးစားပေါ်မှာတန်တရားစိတ်တွေများနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့အရှိန်နဲ့ပတ်သက်လာရင်လက်တွေ့ဆန်ဆန်လုပ်ပါအဲပြဿနာကိစ္စတွေကိုဖြေရှင်းတာမျိုးလေးတွေမလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိမိရဲ့အရှိန်နဲ့ပတ်သက်လာတဲ့အခါမိမိရဲ့တန်တရားစိတ်မှာမိမိရဲ့ရှစ်တတ်မှုရစ်တတ်မှုကြောင့်တဦးတယောက်ပေါ်မှာအနေကျက်ပြီးတော့စိတ်ကုန်သွားတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပြင်ရန်အတွက်တော့လိုအပ်သောကာလဖြစ်တယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ အဖြူကြီးများငကိုကအိမ်အောင်မရှိတဲ့သူတွေအိမ်အောင်မစွန်တဲ့သူတွေတောင်ပူဇာဘတ်တွေရရှိတာမျိုးလေးတွေကြုံရတတ်လို့အိမ်အောင်ပြုဆေးဆက်လက်ထက်မင်္ဂလာပြုလုပ်ရန်တိုင်ပင်ရန်ကောင်းသောကာလပတ်တာကာလဖြစ်တယ်။ဒါအပြင်မိတ်ဆွေအိမ်အောင်ကြီးနဲ့ပတ်သက်ရင်တော့ငကိုကနားလည်မှုလွဲနေတာမျိုးလေးတွေမှာရှေ့သို့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိတတ်တယ်လို့ပြီးခဲ့ပြီသားကိစ္စမှားခဲ့ပြီသားကိစ္စတွေကိုတုံးနဲ့တူညှိနှိုင်းပြီးတော့ရှေ့သို့ဆောင်ရွက်ရင်အနာဂတ်အတွက်ရည်မှန်းချက်အတွက်ရရှိတတ်တယ်လို့ငကိုကသာသမီမရရှိသောမိတ်ဆွေများသာသမီစုပန်နာမျိုးလေးတွေအဲရရှိနိုင်သောကာလအရှိန်အပိုင်းချ ဖြစ်တော့လာဖြစ်ပါအပတ်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့အိမ်ဆောင်ရေးအတွင်းမှာဂျားလူမဝင်စေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်တိုင်းတဦးတယောက်မတိအောင်လှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာတော့ဖြစ်နိုင်ရင်ဒီလိုလေးအရှိပြုပြီးပြဿနာတက်တက်တဲ့အတွက်တတိထားစီရင်ပြန်လိုအပ်တော့အပတ်တာကာလပိုင်ချဖြစ်တယ်အရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာလေးတွေကိုအဲမသွားမီမှာမိတ်ဆွေတို့ရဲ့အိမ်မက်မျက်စွာဖရားမှာအဲဆရာတို့ မြတ်စွာဘုရားမှာတောက်ရေလျှောက်ပတ်လူပြီးလိုရာမှုကိုပြုမှုဆောင်ရွက်ရင် အောင်မြင်တိုးတက်နိုင်သောအပ္ပတ္တဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိษွေတို့အနေနဲ့အဋိဌံပြုလို့တပါဆိုလို့ရှိရင်တော့မနမိုးနေတဲ့အခါမှာတန်ဖို့တွေကတော့လျှောက်ခောက်ရွတ်ပြီးတော့ညှိုက်တဲ့အခါမှာလျှောက်ခောက်မပြတ်ရွတ်ဆိုရင်ကံကောင်းမှုနဲ့ရရှိပြီးတော့ညံ့နေတဲ့လမ်းတွေ အားတလာပါလိမ့်မယ်အရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့21ရက်22ရက်နေ့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုရင်အားတကောင်းမှာပါတယ်အကျိုးပြီးသောကဏ္ဍအခရာလေးအနေနဲ့၃ကဏ္ဍ၁ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတော့တတိထားစင်နေရမယ်အအကျိုးပေးစေတဲ့အရာအနေနဲ့ဆိုရင်တော့အနီရောင်မိုးပြရောင်တွေကမိတ်ဆွေတို့ရဲ့အကျိုးပေးကံကောင်းစေပါတယ်တတိထားစင်နေရမယ်အရာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အဲမိမိတို့အနေနဲ့ အပန်းရောင်လို့မိခိုးရောင်လို့တတိထားဆင်ကျင်ပေးရန်လိုအပ်သောအပရာကာလအပိုင်းချဖြစ်တယ်။မိဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်တော့အဲ16ရက်နေ့တွေမှာတတိထားပြုမှုဆောင်ရွက်ပါရတယ်နော်။ဒါပြီးတဲ့အခါအလင်းစလိုအလောတကြီးခီးသွားတာမျိုးတွေကိုဖြစ်နိုင်မလို့ပါနဲ့တဲ့။ပစ္စည်းမိတ် တန်မိုးကြီးသောပစ္စည်းတွေပျောက်ရှားတတ်တယ်ဆိုတော့အပ္ပတာကာလအပိုင်းရှားဖြစ်နေတဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့တတိပြုစင်ကြင်ရလိုအပ်ပါတယ်အဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စေပြီးတော့ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့မနှက်စရာတို့မိုးလင်းတဲ့အခါမှာစောစောထပါစောစောထပြီးတဲ့အခါကျတော့အင်ရှန်အပေါက်ပတ်ကိုကြည့်အင်ရှန်အပေါက်ပတ်ကိုကြည့်သုံးမဟုတ်ရင်ဆိုင်ဆိုလဲဆိုင်မှာဟုတ်လားဆွမ်းနာလိုပေါ့စောစောလေးထမိမိရဲ့ဆိုင်ရင်လုပ်ငန်းမဖွင့်ခင်မှာလမ်းပတ်ကိုကြည့်ကြည့်ပြီးတဲ့အခါကျရင်မိတ်ဆွေတို့အနေနဲ့ ကံကောင်းမှုတွေကိုရရှိစေတဲ့သဘောနဲ့မျှော်တွေးပြီးတော့ဟေးဆိုပြီးတော့လက်ခုပ်သုံးချက်တီးပြီးတော့လက်လာပါးတွေကိုခေါ်လိုက်ရင်မိတ်ဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရရအောင်မြင်လာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တပြေးခက်ကလေး၆ခက်နဲ့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းအတွက်အယောင်းထွက်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနည်းဟောလိုက်တာသမီးမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့ရဲ့ဒီအပတ်တာတော်တဲ့မှာအောင်မြင်မှုတွေရရှိပါစေလို့ဆရာကဆုတောင်းထောက်ပံ့ပေးမိတယ် ကပြူရင်းနဲ့တင်းလာသားသမီးတွေအတွက်လည်းစက်ခေါ်ခြင်းပါတယ်